ဒီနေ့လာနေပွေသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့နေ့ခုနှစ်နေ့အတွင်းမှာတပားသူကြောင့်မိမိရည်ရွယ်ချက်နှောင့်နှေးမယ်အိမ်တွင်းရဲ့လူဝင်ရေးပြဿနာတွေဖြေရှင်းရနိုင်မယ်ပြဿနာဟောင်းတွေကိုပြန်လည်အသစ်သဖွယ်ဖြေရှင်းရခြင်းကြောင့်မယ်အရဝင်းနဲ့ဆက်သွယ်ပြီးလုပ်တဲ့လုံချိုးပေးမယ်ရန်တိုက်ခံကြမှာတိုးတက်ခြင်းကိုကြောင့်မယ် ဝေကြီးကိစ္စပြောဆိုဆောင်ရွက်မှုတွေမှာတတိနဲ့ဆောင်ရွက်ရမယ်။တရက်နေ့တွေမှာရန်တိုက်ခတ်နဲ့ရှင်ပြီးတော့တတိနဲ့တော့ရမယ်နေ့ဖြစ်တယ်။နေ့ရက်နေ့ကတော့အလုံးစုံဆင်ပြေခြင်း၊ကံကောင်းခြင်းနဲ့ဘဝတိုးတက်ခြင်းနှစ်သာရကြုံမယ်။သုံးရက်နေ့မှာအရဝေးနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တွေချိုးပေးပြီးဘဝတိုးတက်မယ်။လေးရက်နေ့မှာဝေကြီးကံကောင်းမယ်၊လုပ်ငန်းကံကောင်းမယ်၊ဘဝတိုးတက်မယ်။၅ရက်နေ့မှာ ရံများမယ်လူယုံဒုက္ခပေးမယ်အပြိုင်ဆိုင်များမယ်6ရက်နေ့မှာပေါ်ပေါက်လာတဲ့ခွင့်ရေးစစ်တွေကိုလက်တွေ့သုံးချပြီးဘဝတွတ်တယ်မယ်9ရက်နေ့မှာလုပ်ငန်းကံကောင်းမယ်ဘဝတွတ်တယ်မယ်ဒါပေမဲ့မတော်စတိကံမှနေကြီးဆက်ရမယ်တောင်ရက်ကိုတည်သွားစရာနေရှိတတ်တယ်နေ့7နိုင်နဲ့တနင်္ဂနွေအတွင်းမှာသွာလာနေထိုင်ကြီးဆက်ရမယ်ဒီတပတ်တာကာလအတောအတွင်းမှာဇာသပတိနေဗုဒ္ဓုနေ တနေ့လာနေဘွေးသူတွေကောင်းကျိုးပေးပြီးတော့တနေ့ကနေနေကနေဘွေးသူတွေဒုက္ခပေးတတ်တယ်။တင်ငါခုကနေနေကျိုးပေးတယ်ဆေးရောင်ဖြူရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်နေပါတယ်။ဒီတစ်ပတ်အတွင်းနိုဝင်ဘာလ၄ရက်နေ့ဒဇောင်မုန်းလာပြည်နေအင်္ဂါနေ့နဲ့တိုက်ဆိုင်တယ်။အဲ့ဒီညနေ၃နိုင်ချိန်မှာဇီးပင်တပင်ရဲ့အရှိတောင်ဘက်ကိုထိုးထွက်နေတဲ့ဇီးကိုင်းကိုယူပြီးတော့ အဲဒီဈေးကန်းကိုရှင်းလက်မှလျာဖြတ်အခောက်ခွာရွှေအောင်တုတ်ပြီးတော့လက်ခော်ဈေးခော်ကောင်းတဲ့အစီရင်ဖြစ်ဆောင်ထူးထူးခြားခြားကိုရောင်းမဝယ်ပိုင်ဖွင့်စေတဲ့လက်ဖွင့်စေတဲ့အဆောင်တစ်ခုဖြစ်လာမယ်လက်တွေ့သုံးချပြီးလူရဆန္ဒအောင်မြင်နိုင်ပါစေကျေးဇူးတင်ပါတယ်ဒီကနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့ကနေ9ရက်နေ့အတွင်းမှာဘဝတိုးတက်မယ်ရွေးချယ်အောင်မြင်မယ်အခက်အခဲဖြေရှင်းနိုင်မယ် သူတစ်ပါးတည်းတောင်လွတ်နိုင်တဲ့ဆွမ်းသက်ဒီပေါ်ထွန်းတဲ့အပြိုင်ဆိုင်အားလုံးကိုကြော်ပြီးဘဝတွတ်တယ်မယ်မေတ္တာရေးစမ်းပွဲမယ်ဝေးကွာနေတဲ့သူတွေနဲ့ပြန်လည်ဆုံစည်းမယ်ကာလတန်ကြာဆိုင်းငံ့ထားတဲ့တို့တရားလုံးကိုလည်းပြန်လည်လုတ်ကင်ချိုးပေးခြင်းနဲ့တိုးတက်ခြင်းကိုကြုံတွေ့ရမှာဖြစ်ပါတယ်တရနေ့မှာရာရာဆင်ပြေခြင်းကံကောင်းခြင်းနဲ့လူရာပြည့်စုံခြင်းတွေကိုကြုံမယ်နှစ်ရက်နေ့မှာတခုတည်းမကတဲ့တို့တွေကိုဒီပြန်နေတဲ့လုတ်ကင်ချိုးပေးမယ်သုံးရက်နေ့မှာ ရန်တိုက်ခန်နေနဲ့ရှင်ပြီးလောက်ရတဲ့တဲ့လေးရက်နေမှာစမ်းပွေမယ်လိုရာပြည့်စုံမယ်ကံမြမချင်းနဲ့တွတ်တက်ချင်းနဲ့ကြုံမယ်၅ရက်နေမှာအရဝေးနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုံချိုးပြင်းချင်းနဲ့ဘဝတွတ်တက်ချင်းကိုကြုံမယ်၆ရက်နေမှာမထင်မှတ်ပဲငွေဝင်မယ်မမျော်လင့်ပဲဆောင်ရွက်လိုက်တဲ့ကိစ္စတွေကနေထူးခြားတဲ့အောင်မြင်မှုကိုရရှိပြီးတော့ပြိုရသူများအမတန်စမ်းပွေမယ်ခုနှစ်ရက်နေဟာရန်တိုက်ခန်နေရှိတဲ့တဲ့မတော်တဆထိခိုက်မှန်နေတဲ့ ကြုံတွေ့တတ်တဲ့အသွမ်းလန်တွေထိုင်ထူးပြပြီးယူဆရမယ်နေခြားကြရောက်တဲ့ထူးသဖြင့်တောင်ရက်ကိုတည်သွားစေနေရှိတတ်တဲ့နေ့၁၂နိုင်နဲ့၁နိုင်ခွဲအတွက်မှာအသွမ်းလန်တွေထိုင်ထူးပြယူဆရမှာဖြစ်ပါတယ်တနင်္ဂနွေနေ့သောကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္လာနေ့ကနေ့မွေးသူတွေဒုက္ခပေးတတ်တယ်နှစ်ခွန်ကိုကနံချိုးပေးတယ်အဖြူရောင်ဆေးရောင်မိခွန်ရောင်တို့ကိုဝတ်ဆင်သောဆွဲပြီးအလို့ရှိရဆောင်ရွက်နိုင်ပါတယ် အထူးပြုတင်ပြလိုတဲ့အကြောင်းအရကတော့နိုဝင်ဘာလ၄ရက်နေ့ဒဇမုလပြည့်နေ့အင်္ဂါနေ့နဲ့တိုက်ဆိုင်တယ်လက်ဖွင့်ကပ်ဖွင့်စီရင်ကိုဆောင်ရွက်လို့ရတယ်အဲ့ဒီနေ့ညနေ3:00အချိန်မှာဇီးပင်တပင်ရဲ့အရှိတောင်ကိုင်းကနေစီကိုင်းကိုယူပြီးတော့အလျားရှစ်လက်မှဖြတ်အခောက်ခွာပြီးရွှေရောင်တုတ်တာပြောရတာကိုစောင်းထားကိုနဘေးမှထားထားဈေးရောင်းကောင်းတယ်လုပ်ငန်းကံကောင်းတယ်အယောင်းဝယ်ကိစ္စတွေမှလည်း ဒါကကိုယ့်အတွက်ရောင်းထွက်စေအောင်ဆောင်ရွက်နိုင်တဲ့ဒီရည်ရည်စီရင်ဖြစ်သွားတယ်ဒါလေးလုပ်ကြံပြီးတော့အချိုးကျေးဇူးကိုရရှိပါကျေးဇူးတင်ပါတယ်ဗုဒ္ဓနေမွေသူအလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ1ရက်နေ့နေ့ခொနည်းနေ့တော်တွင်မှာလက်ပွင့်မယ်ကံပွင့်မယ်အလိုပြည့်စုံမယ်ဘဝတိုးတက်မယ်အခက်အခဲဖြေရှင်းနိုင်မယ် လုပ်ငန်းမရှိသူလုပ်ငန်းရမယ်လုပ်ငန်းရှိသူတွတ်တယ်မယ်ဒီကလအတွင်းစတဲ့ဆောင်ရလိုက်တဲ့ကိစ္စရင်းနှီးမြှုပ်နှံလိုက်တဲ့ကိစ္စတွေကနေထူးခြားသောအနာဂတ်ကောင်းကိုရဝယ်ယူတဲ့ပစ္စည်းတွေကအကျိုးမြတ်တွေရရှိလာမယ်တရနေ့မှာကိုလုပ်တဲ့ကိစ္စမှန်သမျှအောင်မြင်တယ်ကိုလုပ်တဲ့စန္ဒတွေရှိသမျှလည်းလုပ်လို့ရတယ်နှစ်ရနေ့မှာခက်ခဲနေတဲ့ထိတ်တိုက်တွေ့တတ်တဲ့လူယုံထားလို့မရအောင်သုံးရနေ့မှာ ေါ်လာတဲ့စိတ်ကူးကြံဉာဏ်တွေကိုလက်တွေ့ကောင်းထဲပေါ်ပြီးအောင်မြင်မှုကိုရယူနိုင်တယ်။လေးရက်နေ့မှာရှင်ပြန်မှုမှန်မြောက်ကိုကြော်လွှားပြီးတော့ကိုယ့်ရဲ့လိုရာဆန္ဒကိုပြည့်မြောက်လွတ်နိုင်တဲ့အနေအထားရှိတယ်။၅ရက်နေ့မှာငွေကြေးလက်လာဘကံစီးပွားကံထူကောင်းတယ်။၆ရက်နေ့မှာအပြန်ဆရာလုံးကိုကြော်ပြီးဘဝရည်မှန်းချက်ကိုအောင်မြင်မယ်။၇ရက်နေ့မှာငွေကြေးပေးယူသတိထားဂတိစကားလွယ်မပေးနဲ့သူတစ်ပါးဂတိပြက်လွယ်တဲ့ကိုစိတ်ရှုပ်ရမယ်။အဲ့ဒီအနေနဲ့မှာတောင်ရက်ကိုဥတည်သွားစေခြင်းရှိတတ်တယ်။ နေခင်ဆက်လွန်နိုင်တဲ့တန်တန်ခွဲတွေအသွာလာနေတိုင်းအထူးပြုယူဆရမှာဖြစ်တယ်ဒီကာလအတော်တွင်းမှာတနင်္လာနေ့ကနေ့ကြာသာပတိနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေတောက်ကြမွေးသူများကြောင့်စိတ်အနှောင့်အယှက်တွေဖြစ်တတ်တယ်ရှစ်ခွန်ကိုကနန်းနေ့အကျိုးပေးတဲ့အ내ရောင်နက်ပြာရောင်မိကုန်းရင့်ရောင်တွေဝတ်ပြီးတော့အလိုရှိရာဆန္ဒတွေကိုလုပ်ကြိုင်ပါထူးခြားချက်ကတော့ နိုဝင်ဘာလ၄ရက်နေ့ဒဇာမွန်လပြည့်နေ့အင်္ဂါနေ့နဲ့တိုက်ဆိုင်နေအဲ့ဒီနေ့ညနေ၃နာရီချိန်မှာဇီးပင်တပင်ရဲ့အရှိတောင်ပဲကိုင်းကဇီးကိုင်းကိုဖြတ်ပြီးတော့ရှစ်လက်မှာလျားဖြတ်မယ်အခောက်ခွမယ်ရွှေရောင်တုံးအဲ့ဒါလေးစောင်းထားမယ်ရောင်းကျင်တဲ့ပစ္စည်းထိပ်ပြီးထွက်စီတွေ့စီရောင်းထွက်တယ်ဈေးမှာထားဈေးကိုဈေးရောင်းကောင်းတယ်အလုံးနေရာမှာထားလက်ပွင့်တယ်လက်တွေ့သုံးချနိုင်ပါတယ် ဒီစီရင်ကိုဆောင်ရွက်လိုက်ပါကျေးဇူးတင်ပါတယ်ကြာသာပတိနေဘွေသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့နေ့9ရက်နေ့အတွင်းစမ်းပွင့်မယ်ပြရတာကောင်းမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်စုပေါင်းလုပ်ငန်းအကျိုးပေးမယ်အလုပ်တိုးတက်မယ်လူရပြည့်စုံမယ်အခက်အခဲဖြေရှင်းနိုင်မယ်ရာလုံးကိုကျော်ပြီးတော့လူရဆန္ဒပြည့်စုံခြင်းကိုကျော်မယ် တရက်နေ့ဟာရာရာဆင်ပြေခြင်းကံကောင်းခြင်းနဲ့တို့တက်ချင်းရှိတဲ့မြတ်တရားကံကောင်းမယ်။နှစ်ရက်နေ့မှာခီးကိစ္စဆင်ပြေမယ်ပစ္စည်းပြောက်တတ်တဲ့အခက်ခဲကြတို့တက်မယ်။သုံးရက်နေ့မှာငွေချေးကံကောင်းခြင်းလက်ဖွင့်ခြင်းဆင်ပြေခြင်းကိုကြုံမယ်။လေးရက်နေ့မှာရန်နဲ့ဆင်ပြေလောက်ရမယ်ပြီးမှဆင်ပြေသွားမယ်။ငါးရက်နေ့မှာပေါ်လာတဲ့စိတ်ကူးသည့်အကြံဉာဏ်သည့်တွေကိုလက်တွေ့ကောင်းတဲ့ပေါ်ပြီးအလိုဆန္ဒရှိသလောက်ဆောင်ရွက်ကြိုးပမ်းမယ်။ 6ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝယ်ပြန်ရမယ်အခက်အခဲအလုံးကိုကျော်လွှားနိုင်မယ်ရပ်တန့်တဲ့လုပ်တွေပြန်လည်စတင်နိုင်တယ်9ရက်နေ့ကလက်ပွင့်ခြင်းကံပွင့်ခြင်းလိုရာပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းရှိမယ်သို့တော့တောင်ရက်ကိုတည်သွားရင်အညီရှိတတ်တာသတိထားရမယ်အဲ့ဒီရက်မှာနေ7နိုင်တဲ့တနင်္ဂနွေတွင်မှသွာလာနေတိုင်းအထူးပြုပြီးတော့ကျူးဆက်ရမှာဖြစ်တယ်တပတ်တာကာလအတွင်းတနင်္လာနေ့သောကြံနေ့ကနေ့ဝိသုရိကောင်းကျိုးပေးတယ် ဇာတာပတိနေ့စနေနေ့မွေးသူတွေဒုက္ခပေးတတ်ပါတယ်369ခုကနေ့ကျိုးပြီးတဲ့အပြာရောင်မိခိုးရောင်ပန်းရောင်တို့ကိုသုံးပြီးလို့ရှိရာဆန္ဒပြုပြီးလောကီမှာဒီကဏ္ဍအတွင်းမှာ၄ရက်နေ့ဒဇမုလပြည့်နေ့အဲ့ဒီညနေအင်္ဂါနေ့တိုက်တယ်အဲ့ဒီညနေ၃နိုင်ချိန်မှာဇီးပင်တပင်ရဲ့အရှိတောင်ပဲကံကဇီးကန်းကိုဖြတ်ပြီးရှစ်လက်မှာလျာဖြတ်အခောက်ခွာရွှေရောင်ထုတ်ပြီးတော့အဲ့ဒီဇီးကန်းလေးကို ဈေးဆိုင်ဈေးရောင်းတဲ့နေရာဒီမှာထားအလုံးနေရာမှာထားလက်ဖွင့်ကံဖွင့်ခြင်းတွေရှိမယ်ဈေးကဈေးလက်ဖွင့်စေသောစီရင်ဖြစ်လာမယ်ဆောင်ရွက်ပြီးအချိုးကျစုရရှိနိုင်ပါတယ်ကျေးဇူးတင်ပါတယ်